မင်္ဂလာပါရှင်မြေတံရီ channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေအခုတစ်ခါတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာမောင်စနေရှိတာထားတယ်မောင်စနေနဲ့ဦးတောက်စီဆိုရဲပရလောကဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နားဆင်ပေးပါရှင်အလူလေးလှုပ်ပြီးပြီဆိုတော့ အပြင်ထွက်ပြီးအလုံးဆက်လို့လို့မကောင်းတော့မဟုတ်လား။ရေမြန်းကြက်လင်းလည်းပြည့်သွားပြီဆိုတော့ဖုံးကြီးចောင်းသားစစ်စစ်ပြန်ဖြစ်နေပြီပေါ့ဗျာ။ဒီနေ့ကចောင်းအုပ်တတိုင်းတွေကိုထုံတော့ရမှာလေ။ကိုရင်လေးနှစ်ပါးရဲ့ကြောက်ရဲ့အပြင် ရက်ွက်တဲကမောင်နှူးဆွယ်လူနဲ့သူ့အပေါင်းအသင်းနှစ်ယောက်လှွားလာပြီးရဲ့ဗျာ။မောင်နှူးဆွယ်လူကအတော့ကိုအာသွဲရှာသွဲရှိရဲ့လူပဲ။သူ့အပေါင်းအသင်းနှစ်ယောက်ကတော့မဆိုးပါဘူးဗျာ။အဲ့လိုနဲ့ရင်ကြီးဝေတက်နေရဲ့ចောင်းအုပ်တတိုင်းတွေကိုတန်ဘရက်တွေနဲ့အရင်ဆုံးတိုက်ကြတယ် တို့တို့လည်းစကားတပြော့ပြောနဲ့အလောက်တွေလုံးနေကြရပေါ့ဗျာစနေဖျားကုံမောင်တို့မင်းနိုင်ခင်မွေးဆွဲကောင်းမလေးနဲ့ကြိုက်နေရဆိုဟာပောက်ကြရဗျာမဟုတ်ပါဘူးငါကမင်းမညာနဲ့နော်နိုင်ခင်မွေးဆိုတာဟိုတလောကတေးပြီလို့တောင်ထင်နေကောင်းမလေးတွေပါမင်းနဲ့စင်းအောင်အတူတက်ခဲ့တဲ့ကောင်းမလေးတွေကိုမောင်တို့ပြောတော့မှတုံမီမျောနေတော့ဝိညာဉ်ဘဝနဲ့တွေ့ခဲ့တဲ့ကောင်းမလေးကိုအမေ့ရသွားတယ်ကျုပ်လည်းအလုပ်တွေလုပ်ပြီးငွေရှာနေရနဲ့ စုံးခံမလိုက်ဖြစ်ဘူးဖုန်းကြီးနဲ့ဘိုးကကထုတ်ပင်ပန်းနေရာကိုသိလို့နဲ့တူရဲစုံးခံမလိုက်ခါဘူးဘိုးတော်ကကိုရင်လေးပြောပြောနေရဲ့တကယ်မလေးတယောက်ကကိုစနေကိုမင်းနေရဲ့ဆိုတာသူမှပဲဖြစ်မယ်လို့တွေးလိုက်မိရဲ့ကျောင်းအုတ်တိုင်းကိုတန်ဘရန်နဲ့တိုက်နေတော့မှ ကိုမောင်နှုတ်ကထမေးလာတယ်။စနေအဲ့ဒီကောင်မလေးကသနားဖို့တော့ကောင်းတယ်ကွာ။ငါညမနဲ့အဲ့ဒီကောင်မလေးကတငယ်ချင်းလေ။ငါညမကသူ့တငယ်ချင်းနဲ့ ဖုန်းကြီးကြောင့်ကကိုစနေနဲ့တက်နေရတဲ့ထင်တယ်လို့ပြောလို့ကွာမဟုတ်ပါဘူးဗျာခမရတော့ဖုန်းကြီးကျုပ်ကိုကျင်းလုံးနဲ့ဆိုအောင်လုပ်နေပြီစနေအချစ်ဆိုတာအင်အားကြီးရဲ့ကွာအချစ်ဆိုတာတကားကြီးချစ်မနေနဲ့ဟိုမှာဖုန်းကြီးလာနေပြီကိုရင်လေးကကိုမောင်နှုတ်ကိုခက်တိုးလှမ်းတတိပြီးတော့ကိုမောင်နှုတ်ကချက်ချင်းသူမဟုတ်တော့တယ်လို့နဲ့ဘာစကားမှပြောတော့ပဲအလောက်တွေကောင်းလို့နေရတယ်ခဏလေးတော့ဖုန်းကြီးနဲ့ဘိုးကရောက်လာတယ် ဘိုးကလည်းထဲမှာလှဉ်ပန်းကြည့်နေဆိုတော့ရင်းနှွေးပွဲဆိုတာသိလိုက်တယ်ဘိုးကကကြောက်ကိုလှမ်းကြည့်လိုက်ပြီးစနေရီဆွန်ကြောင်ထဲမှာနောက်ထပ်လှဉ်ပန်းနဲ့စားစရာတွေထည့်ထားတယ်သွားတက်လိုက်အောင်ဟုတ်ကဲ့ဘိုးကကြောက်လေဆွန်ကြောင်ထဲကစားစရာတွေသွားယူလိုက်ပြီးကိုမောင်နှုတို့အနာချပေးလိုက်တာပေါ့ဗျာဖုန်ကြီးကနနနေလှုပ်လို့ပြောသွားတယ်ဘိုးကကတော့ကျွန်တို့နဲ့ခဏနာရင်းနှွေးတောင်းရင်စကားတွေပြောနေကြပါပေါ့ကိုရင်လေးနှစ်ပါးကလည်းကျွန်တို့နဲ့အတူတူ ကိုလုံရင်လည်းပြောနေချာပေါ့ဗျာ။မောင်တို့ဟုတ်ကဲ့ပိုကမင်းလည်းမိမတွေဘယ်နှယောက်ရှိပြီလဲ။ငါးယောက်ပိုကငါးယောက်ကအေးမကြည့်ဘူး။စနေကိုရှောက်တင်ပြမနေနဲ့哦။ဟာဗျာမတင်ပြပါဘူးဗျ။ဘုကနဲ့ကိုမောင်နှုစကားပြောနေရနားထောင်ပြီးချုပ်အံ့ဩသွားတယ်။ကိုမောင်နှုကမိမငါရောက်တောင်ရှိရဲ့ပေါ့။ရုပ်တည်ရောမထင်ရဘူးဗျာ။ဒီလူကရုပ်လည်းမရှိငွေလည်းမရှိရ။ဘလို့မိမတွေကများကြိုက်တယ်လေလို့ချုပ်တွင်းနေမိရပေါ့ဗျာ။ ကျောက်အတွေးကိုကိုမောင်တို့သိရတယ်နေပြော။နဖက်တော့စာရင်ကနေကျောက်ကိုလမ်းကြည့်ပြီးပြောတယ်။စနေခဏနေမှာငါပြောပြမယ်။ "तू အဲ့လိုပြောတာကိုဘိုးကကနည်းနည်းလက်နေပုံပဲဗျ။ကိုမောင်တို့ကိုတခုခုပြောမယ်ပြင်တော့မှာဖုန်ကြီးကခေါ်လို့ကြောင်မင်းနဲ့ကိုပြန်သွားရတယ်။ဒါတောင်တတိပေးပြန်ပေးသွားတယ်ရဲ့။မောင်တို့စနေကိုပောက်ခွေရရတော့ရှောင်းမလုပ်ခိုင်းနေကြလား။စိတ်ချစမ်းမှာဘိုးကရာဘိုးကထွက်သွားတာနဲ့ဂျန်နေသူတွေအားလုံးကိုမောင်နှုနာကိုကန့်လာကြတယ်။ ကိုရင်လေးနဲ့ပါလဲပါရဲဗျ။ကျုပ်တို့အားလုံးကိုမောင်နှုတ်ပြောမယ့်စကားကိုစောင့်ဆိုင်းနားဆင်နေကြပါဗျာ။ငါဘာလို့မိမတွေများနေတယ်ဆိုတာမင်းတို့မသိဘူးမလား။မသိဘူးလေ။ငါမိမရတယ်ဆိုတာအထက်လန်းဆရာကြီးတဲ့အကူညီနေကွာ။အဖြစ်နိုင်တာကိုမောင်နှုတ်ရာအထက်လန်းဆရာကအဲ့လိုကိစ္စတွေကိုလုပ်ပေးပါမလားဗျ။အဲ့ဒါတော့ငါလည်းမသိဘူး။ငါ့ကိုတော့ပီယာစေးတကယ်လုပ်ပေးရကွာ။ခမည်းကလည်းသူလုပ်ပေးတိုင်းသူမြသားသမီးတွေကိုရတဲ့လောက်ယူရလား။ ျုပ်ကသိရတဲ့အတိုင်းပဲမမှန်ဘူးဆိုရင်ကိုမွေနေလင်းပြောလိုက်ရမှာစိတ်နဲ့တဲ့ကောင်းကျုပ်အဲ့လိုပြောလိုက်တော့ကိုမောင်နှုတ်ကပြုံးစားစားနဲ့ကျုပ်ကိုကြည့်လာတယ်ပြော ပြီးတော့ကျုပ်ကိုပြောလာတယ်စနေမင်းငါ့ကိုတော်တော်အထင်သေးရပဲကွာငါကမင်းထင်တယ်လို့ယူနေရမဟုတ်ပါဘူးကွာငါပြောပြမယ်ငါအထလန်းဆရာကြီးတောက်ရဲ့အကူကြီးနဲ့ငါကြိုက်တဲ့မိန်းမတွေကိုအရရွယ်တော့ဟုတ်ပါတယ်ဒါပေမဲ့ငါသူတို့ကိုတားမမက်မရမမက်ပေါင်းပါတယ်ကွာဒါပေမဲ့သူတို့ကပဲငါ့ကိုထားသွားကြတာ ငါထားခဲ့ပြီ နောက်တော့ရမဟုတ်ရပါဘူးကွာမင်းမယုံရင်တယောက်ကလုံးကိုသာလိုက်မေးကြည့်ကိုမောင်နှုကအဲ့လိုပြောတော့ဇန်တဲ့သူနှစ်ယောက်ကလည်းထောက်ခံကြတယ်ဗျဟုတ်တယ်စနေကိုမောင်နှုကသူ့မိမာတွေကိုအတော်အလိုလိုက်တယ်ကွာဒါပေမဲ့တနေ့တမမဟုတ်နှစ်နှစ်လောက်ဆိုရင်သူ့ကိုထားခဲ့ပြီးတော့နောက်လေနောက်ကိုလိုက်သွားကြတာဒီလိုကြပြန်တော့လေကျုပ်ဖြင့်ကိုမောင်နှုကိုတနာမိတာအဲ့ဒါနဲ့ပဲကျုပ်လေးသူ့ကိုကိုညီနီးရဲ့အထက်လန်းဆရာဆွဲလူကြီးနဲ့မိတ်ဆက်ပေးဖို့ပြောလိုက်ပြီး ောင်းအုပ်တတိုင်းကိုထုံထုံလိုက်ကြရပေါ့ဗျာညနေဆောင်တော့ရက်ခွက်ထဲသွားအောင်မေးဆိုပြီးတော့ဖုံးကြီးနဲ့ဘိုးကာကိုခွင်တောင်မီထွက်လာခဲ့တယ်ကိုမျိုးကြီးလက်ဖက်ရည်ဆိုင်ရှိရောက်တော့လက်ဖက်ရည်အတင်းခေါ်တိုက်နေရနဲ့ကျုပ်လည်းသူ့ဆန်လေးတွေဝင်လိုက်တယ်ဗျာဆိုင်နေရောက်တာနဲ့တခြားဝိုင်းမှာထန်နေတဲ့သူတွေကပါကျုပ်ကိုတမ်းမေးရော်တယ်စနေမင်းတရင်တွေကတော့မှွေးနေရပဲနော်ခမရတို့ကလည်းလှုပ်တော်မေးကျုပ်ကကို့ဘာသာเจ้ามาเอซิซิနေရပါဗျအဲ့ဒါဆိုဒုဗလန်ကကောင်းပါလေရ မင်းတို့တစ်ဖက်သက်ကြိုက်နေတာဖြစ်မယ်ဟေ့။ဟာဗျာပောက်ကြရတယ်။ကျုပ်လေတခြားဝိုင်းကလူဝင်နဲ့စကားလှမ်းပြောနေရောကိုမျိုးကြီးကလက်ဖက်ရည်ခွက်တစ်ခွက်ကိုကိုရန်ယူလာပြီးတော့ကျုပ်အနာလာထိုင်နေရဲ့ဗျ။ပြီးတော့လက်ဖက်ရည်ခွက်ကိုကျုပ်ရှိကိုထိုးပေးလိုက်ပြီးစကားဆိုတယ်။စနေမင်းကလေးစားတယ်ကွာ။ဘာလို့တော့ဗျာ။ငါလက်ဖက်ရည်ဆိုင်ခွင့်ညာကြပြီ။ရရစစပဲ။မင်းလိုအလူရောမလုပ်နိုင်ဘူး။အခုတော့မင်းကငငယ်ရွယ်နဲ့နေမနာညမနာအလုပ်လုပ်ပြီးလှူပြလိုက်တာ။ စေနာကချက်ချင်းအကျိုးပေးပြီးဟိုတထဲတွင်မင်းကိုငွေပေးနေရလဲငါမြင်ခဲ့တယ်။မင်းညင်းလိုက်တဲ့ကငါမင်းအတော်လေးစားနေခဲ့တာ။အဲ့ဒါကြောင့်လက်ဖက်ရည်တိုက်တာဒါရှေ့ဖြောထားတာနော်။ကျေးဇူးတင်ပါတယ်ဗျာ။ကျုပ်ကစေနာနဲ့လူတာပါ။အစားကအရင်ညွန့်တယောက်တည်းပဲ။နောက်တော့ဦးတင်စွေကကိုယ်တိုင်အမျှပေးဖို့ပြောလို့ငါတို့တင်ကြပါတယ်။တကယ်ရုံရခက်ခဲ့ပဲနော်။ဒီလောကမှာစဲကျဲတာတွေက အများသားဗျာ။ဒါနဲ့ကိုမျိုးကြီးကိုမောင်နှုတ်ကိုသိရမဟုတ်လား။ ပြီးရမောင်နူလာစနေဟုတ်မယ်တဲ့နဲမိမငါရောက်တောင်ယူတဲ့ကိုမောင်နူလေအေးဟုတ်တယ်အဲ့ဒါပြီးရမောင်နူပဲနို့နေစမ်းမအောင်မင်းကထူးထူးဆန်းဆန်းမလားဘာဖြစ်လို့လဲကွာသူ့မှာဆရာကြီးတယောက်ရှိရဲ့တဲ့အဲ့ဒါမိတ်ဆက်ပေးမယ်ဆိုလို့သွားမလို့ဟဲ့စနေမင်းဒီတိုင်းနေရတာစွန့်နေရပြီးရစေးပြီးပါပြီးတော့ရှာမလို့ပါနဲ့ကွာဟာပောက်ကြရဗျာကျုပ်အတွေ့ကအဲ့လိုမဟုတ်ဘူးဗျအထက်လန်းဆရာတယောက်နေနေဘလို့လောက်ပြီးတော့အစီအမင်းလောက်ပေးနေတယ်ဆိုတာကိုကျုပ်တွေးမရလို့ ကိုမောင်နှုများငွေတော်ပေးထားလာလို့ဟာပောက်ကရစနေရမင်းကောင်မောင်နှုကငွေပေးဖို့နေနေသတာသူ့ဘာသာသုံးဖို့စားဖို့တော့အနိုင်နိုင်အလင်မီယာမဟုတ်ဘူးဒါတော့မဖြစ်နိုင်ဘူးအေးဗျာကျုပ်ကလည်းထူးထူးဆန်းဆန်းဆိုတဲစိတ်ဝင်စားတဲ့သူဆိုတော့တောင်းမယ်ဗျာကျုပ်လည်းလက်ဖက်ရည်ကိုကောင်းအောင်တောက်ပြီးတော့ကိုမျိုးကြီးရဲ့ပါဝင်ကျန်တဲ့သူတွေကိုနှုတ်ဆက်လိုက်ပြီးကိုမောင်နှုအိမ်ကိုသွားလိုက်တော့တယ်စနေရောက်လာပြီလားကွာထမင်းစားမလား စားပြီးပြီကိုမောင်နှုတ်ရေခမရအိမ်ကိုမသိတော့မေးဆန်းလာရတာအိမ်ကနည်းနည်းကြောင်ကြတယ်ငါကောင်ရခဏလေးငါသမင်းစားနေလို့ရပါတယ်အေးစေးစားအရေးကြီးမှမဟုတ်တာဒီချိန်သွားရင်လေဆရာကြီးကတရားထဏညာနဲ့ကြုံမှာကမထူကြော့ကိုမောင်နှုတ်အိမ်ကိုရောက်တဲ့ချိန်ကမိုးချုံနေပြီဆိုတော့ကိုမောင်နှုတ်အိမ်အောက်ကတက်ရမှာဖျောင်းနိုင်ထွန်ပြီးသမင်းစားနေရတဲ့ကြုံနေကြုံလေသူနဲ့မျက်နှာချင်းဆိုင်မှာထိုင်ပြီးသူ့အိမ်ကိုအခဲခတ်ကြည့်လိုက်တဲ့ဟော့ဗျာ အိမ်ရောက်ကပန်းမှာဓက်ပုံငါးပုံကိုမှန်ပေါင်းနဲ့ထည့်ပြီးချိန်ထားလို့ကျုပ်တေချာကြည့်မိရဲ့ဖျောင်းနိုင်မိကသိမ့်မှန်လဲနော်ယူလာတဲ့လက်နှိပ်တံမီနဲ့ထိုးကြည့်ရပေါ့ဗျာဓက်ပုံนี่အကုန်လုံးကအမြသမီးပုံလေးကြီးပဲအားလုံးကချောလာတွေပဲကျုပ်အဲ့လိုတံမီထိုးကြည့်နေရကိုမြင်တော့ကိုမောင်နှုကထမင်းစားနေကကျုပ်ကိုစကားဆိုတယ်စနေအဲ့ဒါငါ့မိမငါးယောက်လေဗျာအကုန်လုံးကိုဒီတိုင်းချိန်ထားတာလားတယောက်သေးဆိုရင်တပုံလေးပေါ့ကွာနှစ်ယောက်ဖြစ်လာနှစ်ပုံ အခု9ရောက်ဆိုတော့9ပုံပေါ့ဒီလိုကြီးချိတ်တော့ခမရနမိတ်မတွေကဘာမှပြောကြအောင်လားဟိတ်ကောင်စနေရငါသူတို့အားလုံးကိုရင်ထဲကနေနှစ်နှစ်ကကချစ်ခဲ့တာတပင်ပြေးလို့တာတပင်ထူတာဟဲ့လူရတပင်လည်းလို့တပင်ထူတာပဲကြားဖို့ပါတယ်ဗျာခမရတော့ပြောတော့မေငါမိတ်မတွေကနောက်လင်နောက်လိုက်သွားတာလေအဲ့တပင်ပြေးတာပေါ့ကွာအဲ့ဒါလေဟုတ်တာပဲဒါနဲ့ခမရဘယ်ကနေပဲလို့အထက်လန်းဆရာကြီးနဲ့တိရလေပြောစမ်းပါဦးဗျာ ငါဘဝကအထီးကျန်နေကွငါမင်းအရွယ်မရောက်ခင်တည်းကတယောက်ထက်သမားလေးအရွယ်လေးရောက်လာတော့သဘောကျတဲ့ကောင်မလေးပေါ်လာတာပေါ့ကွာအဲ့ဒီကောင်မလေးကငါဆိုလုံးဝကြည်ရမဟုတ်ဘူးဟောဟိုကပထမဆုံးတက်ပုံပိုက်ရှင်ပေါ့ကိုမောင်နှုကပြောပြောဆိုဆိုစုပ်စပွဲကုံမော်တင်ထားတဲ့တမီးကိုကောက်ယူပြီးစိတ်ထားရဲ့တက်ပုံ၅ပုံလေးကပထမဆုံးပုံကိုတမီးနဲ့ထိုးပြရင်ကပြောလာတယ်ကျောင်းလေကောင်းနှင်းပြပြီးအင်းလို့ပြောလိုက်တော့သူကဆက်ပြောတယ် နာမည်ကလှလှမိုးလို့ခေါ်တယ်။သူကအထလန်းဆရာကြီးဦးတော်ကြီးရဲ့ဘေးအိမ်ကပဲကွာ။ခမည်းဆရာရဲ့နာမည်ကလည်းဗျာဦးတော်ကြီးလိုပဲ။အေးဟုတ်တယ်။ဆရာကြီးအိမ်ဘေးကဆိုတော့ငါသူ့အိမ်ကိုသွားလုပေးကြရှာရဲ့အလုပ်တွေလုပ်ပေးပြီးဘေးအိမ်ကလှလှမိုးကို၆နာပေါ့ကွာ။တနေ့တော့ငါကြည့်နေရကိုလှလှမိုးကတိတ်ပြီးကက်ကက်လန်ရန်တွေ့ပါရော။အနူလက်နဲ့ရွှေကွင်းထိုက်တာရောအဲ့မှာပဲဆရာကြီးကငါ့ကိုတနာသွားတာထင်တယ်။ဘေးအိမ်ကလှလှမိုးနဲ့သူ့မိဘတွေကိုအကျိုးကြောင့်ပြောပြတယ် ိုက်မှာဆရာကြီးကိုပါငါနဲ့တုတ်တာကောင်းရဲ့အဲ့ဒီနောက်ပိုင်းဆရာကြီးကငါ့ကိုအစီရင်ထုတ်ပေးလိုက်တော့လှလမှုကငါမိမဖြစ်ရောကွာဘာလို့သူတို့ကခမရောက်ထားခဲ့တာလဲမသိပါဘူးကွာငါကတော့သူတို့စကားနားထောင်ပြီးကောင်းကောင်းမလှုပ်ကြွေးတာပဲငါထက်တားရဲ့လူတွေနောက်ကိုလိုက်တာမဟုတ်ဘူးငါရောက်တော့ဖေသမားအရဲ့သမားကြီးနောက်ကိုပဲလိုက်သွားကြတာသူတို့မှာချောင်ကိုငါ့ကိုတောင်းမယ်နေဒါပေမဲ့မောင်နှုတ်စေငါကအချစ်သေးတယ်ခုံသိခါတော့အထိမခံဘူး ကိုမောင်တို့စကားတပြောပြောနေ။ဓမင်းစားလို့ပြီးတော့ပကံသွားသိမ်းလိုက်ပြီးတော့ဖျောင်းနိုင်မီကိုနှင်းလိုက်တယ်။ပြီးတော့ကျုပ်တို့အထလန်းစရာဥတောက်ကြီးစီကိုတွက်လိုက်ကြပေါ့။ကျုံးနဲ့ကိုမောင်တို့ရက်ခွဲတောင်ဘက်အဆုံကိုလမ်းရှောင်နေ။ခြံကျဲကြီးတစ်ခုနာရောက်တော့ကိုမောင်တို့ကဥဆောင်ပြီးခြံကျဲတဲ့ကိုဝင်လိုက်တယ်။ပြီးတော့နှစ်ထပ်အင်ကြီးစီကိုဆက်လျှောက်သွားကြတယ်။အင်ကြီးကမဲမောင်နေရပဲဗျာ။ကျုပ်တို့လာမှပဲဓမီးရောင်နဲ့တူလူကြီးတောင်ရဲ့အတန်းထွက်လာတယ်ဗျို။ဟေ့ဘသူတွေလဲကွာ။ ကျွန်တော်ပါမောင်နှုပါဆရာကြီးအေးအေးမောင်နှုလာမင်းတိပိဇောတိကယုံကြောင်းအုပ်တတိုင်းထုံးထုတ်ပေးနေရစို့ဟုတ်တယ်ကုသိုလ်လုပ်ပေးနေတာဆရာကြီးကောင်းတာပေါ့ကွာလာကြလာကြအထက်လန်းဆရာကြီးဦးတောက်ကကျွန်တော်တို့နှစ်ယောက်ကိုအိမ်မော်ခေါ်တယ်ပြီးတော့ဘက်ထရီမီးချောင်းလေးကိုထွန်လိုက်တယ်အဲ့တော့မှဦးတောက်ကြီးရဲ့ရုပ်တွေကိုတေးချမြင်ရတော့တယ်အသက်က60ကျော်ရောပေါ့လူကတော့ပြပြဖြူပဲတိုက်ပုံအင်ဂျီကိုညာဘက်တီဝှက်ထားတယ်ဆိုတော့ တော်တော်တည်တက်နေတတ်တဲ့ပုံကိုပဲလို့ကြောက်တွေးမိရဲ့။ပြီးတော့သူကစပွဲခုံလေးပေါ်ကရှင်ရွေးကိုပကံနဲ့ထည့်ပေးပြီးတော့ကျောက်တို့ပဲတိုးပရင်ကကိုမောင်နှုတ်ကိုစကားဆိုရယ်။မောင်နှုတ်ဘာရေးရှိလို့လဲကွာ။အရေးကတော့မရှိပါဘူး။တရားစနေကဆရာကြီးနဲ့တွေ့ကျင်လို့ခေါ်လာတာ။ကိုမောင်နှုတ်ကပြောတော့ဦးတောင်ကြီးကကျောက်ကိုအကဲခတ်နေရဲ့ဗျ။ပြီးတော့ကျောက်ကိုမေးရဲ့။မင်းကမြင်မှုနေတယ်လို့ပဲ။ကျောက်ကတရိဇောတိကအောင်ကြောင့်ကလေ။အော်ဟုတ်ပြီ။ ဲ့ဒါကြောင့်မြင်ဘူးတဲ့ထင်နေရကိုငါနာမည်ကိုတော့မင်းသိရောပေါ့မင်းနာမည်ကရောစနေပါဆရာကြီးအေးလိုအပ်တဲ့အကူအညီရှိရင်ငါ့ကိုပြောပေါ့ကွာဥတော်ကြီးကသဘောတော့ကောင်းမွန်ပဲဗျကျောက်ကလည်းတင်ကောင်းရင်ကျွန်ုပ်မစိုးပါဆိုရဲလူစားမျိုးဆိုတော့ဥတော်ကြီးနဲ့တတော်အဆင်ပြေသွားရပြို့ကျောက်တို့နဲ့စကားပြောရတာကောင်းလို့ဆိုပြီးနောက်နေဝေတဲ့လာဖို့ပြောတယ်ဗျကျောက်လည်းပြရစီကြောင်းမေးချင်ပေမဲ့တွေးတွေ့ချင်းမေးလို့မသိမ့်ပါဘူးဆိုပြီး တခြားထွေရလေးပါစကားတွေပဲပြောပြီးအတော်ကြတော့အချိန်နဲ့မရှိပါမလို့ကျုပ်တို့ပြန်လာခဲ့လိုက်တယ်။ဦးတော်ကြီးကအိမ်ချံဝန်းအပြင်ဘက်တီလိုက်ပို့ပြီးနောက်နေ့တွေလာဖို့တော်တော်မှားနေရဲ့ဗျ။ကျုပ်တို့လည်းလာမယ်လို့တေချာပြန်ပြောပြီးပြန်လာခဲ့လိုက်ကြတော့တယ်။ကျုံနဲ့အထလန်းဆရာဦးတော်ကြီးနဲ့အတော်ရင်းနှီးလာပြီးဗျ။ကိုမောင်နှုတ်မပါဘဲနဲ့တောင်သူ့ရဲ့အိမ်ကိုဝင်ထွက်သွားလာနေပြီးဦးတော်ကြီးအိမ်သွားရတာဘိုးသူတရရတယ်လေဗျ။ရှေးအောင်နောက်ပြစ်တွေပြောပြတာကတချမ်း က်သားချောက်ပုံလေးနဲ့တဖုံမယန်ကြကိုနှမ်းစီလေးရွှဲရွှဲဆန်းတာလေးနဲ့တမျိုးမယိုးနိုင်အောင်အမီနေတဲ့စားနေရတာဆိုတော့ကျုပ်ပြင်အားတိုင်းဥတော်ကြီးအိမ်ကိုပဲသွားကျင်နေရပြို့ဘိုးကကတော့တားတယ်ပြို့စနေမင်းကိုတော်ကြီးစီသွားနေရငါတော့တိတ်တဘောမကြဘူးဘာလို့လဲဘိုးကရာ तू ကအထလန်းစရာပဲကိုမင်းမသိတာပဲများသေးရဲ့နော်မသိရင်လည်းပြောပြလေဗျာကျုပ်လည်းရှောင်တဲ့နာရှောင်ရတာပေါ့ကျုပ်အဲ့လိုပြောတော့ဘိုးကဘာပြန်ပြောမှန်းမသိဘူးဖြစ်နေပုံပဲ အဲ့ဒါနဲ့ကျုံလဲဘိုးကောင်ဆက်ပြောလိုက်တယ်။ဘိုးကပြောမှကကိုမောင်နှုတ်ကိုမိမအများကြီးရောက်လှုပ်ပေးထားလေပြောချင်တာမလား။အေးလေကွာအထက်လန်းစရာဆိုရင်အဲ့လိုကိစ္စပဲလှုပ်ပေးပါမလား။ကျုံလဲအစကအဲ့လိုပဲထင်တာ။ကိုမောင်နှုတ်ကြောင့်တိချာတိသွားတော့ဥတော်ကြီးဘာလို့ကိုမောင်နှုတ်ကိုကိုညီလဲဆိုတာကြုတ်တိသွားတယ်။ကိုမောင်နှုတ်ကမကောင်းတဲ့လူတယောက်လို့ဘိုးကထင်တာ။ကျုပ်ဘိုးကောင်ပြန်မေးလိုက်တယ်။အဲ့တော့ဘိုးကကအနေငယ်တွေ့ဝင်နေပြီးတော့မှကျုပ်ကိုပြန်ပြောတယ်။ မောင်နှုတ်ဟာဟောရရင်တော့မဟုတ်ပါဘူး။ဒီကမစိုးပါဘူး။မစိုးလို့သာကုသိုလ်အကုသိုလ်သိရပေါ့ပုဂ္ဂရာ။အဲ့ဒါကြောင့်မို့ကျုပ်တို့ကြောင့်ကိုလိုအပ်ပေးလာတာပေါ့။မင်းပြောရလေဟုတ်နေရပဲ။စနေကဲကဲကဲ။သွားလိမ့်မယ်ဆိုလေစောစီးတော့ပြန်လာဟုတ်ပြီလား။ငါလည်းရက်ွက်တဲ့ကစိတ်တွေဝင်နေရဲ့။တရားရဖို့ဝေလာဝေးဖြစ်နေပြီစနေရီ။စင်ကျင်မှဖြစ်မယ်။ကျုပ်ပုဂ္ဂါကိုသဘောကျတာအဲ့ဒါတွေပဲဗျ။မာရင်မာတယ်ဆိုတာဝန်ခံရတယ်။ခင်ဗျားတို့တင်ပုံပါပါ။ တချို့လူကြီးတွေကမှားနေရဲဆိုတာသိပေမဲ့ဘိုးကငင်းကြတယ်လေတို့တို့ဘိုးကကတော့အဲ့လိုမဟုတ်ဘူးဗျအဲ့ဒီတစ်ချက်နဲ့ပဲဘိုးကကအတော်လေးစားဖို့ကောင်းတယ်အဲ့လိုနဲ့ကျုပ်လေးဥတောက်ကြီးရဲ့အိမ်ကိုထွက်လာခဲ့ပေါ့ဗျာစနေဒီနေ့ငါ့အောင်ပင်ထားတစ်ခုရှိလို့ကုန်းပေါ်စုရွာကိုတွားရမယ်ကွာခါတိုင်းဆိုရင်တော့မောင်နှုတ်လိုက်ပေးနေကြဒီနေ့ဒီကောင်တွားစားရှိတော့တဲ့အဲ့ဒါမင်းအဖော်လိုက်ပေးနိုင်မလားညအိပ်ရမှာလားဆရာကြီးတညနဲ့ညတော့အိပ်ရမယ်တဲ့နေကျော်ဖုန်းကြီးကိုပြန်လျှောက်အောင်မေး ခွင့်ပြုရင်တော့လိုက်ခဲ့မယ်လေအေးအေးအေးအဲ့ဒါကောင်းတယ်ကောင်းမော်ဆူရွာကဝေးလာစရာကြီးနေတစ်ပိုင်းလောက်တော့သွားရမယ်တဲ့နဲအဲ့ဒါဆိုကြောက်အခုပဲကျောင်းပြန်ပြီးတော့ဖုန်းကြီးစီခွင့်တောင်းလိုက်မယ်ကျုပ်လည်းဦးတောင်ကြီးအိမ်ရောက်ရောက်ချင်းစကားခဏပြောပြီးကောင်းမော်ဆူရွာကိုလိုက်သွားဖို့ဖြစ်လာတော့ကျောင်းကိုခက်တုံတုံလေးပြန်ပြီးဖုန်းကြီးကိုခေါက်လိုက်တယ်ဖုန်းကြီးကခွင့်ပြုတယ်တင်ယူစရာတွေရှိတေချာတင်ယူလို့တာမှားလိုက်သေးတယ်ဘိုးကဆိုကျုပ်သုံးဖို့ဆိုပြီးငွေတောင်ပေးလိုက်သေးတယ် ဲ့လိုနဲ့ကျုပ်လည်းဦးတောင်ကြီးအိမ်ပြန်လာပြီးတော့ကျုပ်ကိုစောင့်နေတဲ့ဦးတောင်ကြီးကိုအားရဝမ်းသာနဲ့ပြောလိုက်တယ်။ကြာကြီးကျုပ်ကိုလိုက်ဖို့ခွင့်ပြုတယ်ဗျ။အေးကောင်းတာပေါ့ကွာ။ဘယ်ထင်သွားမှာလဲ။အခုပဲသွားကြတာပေါ့။အဲ့လိုနဲ့ကျုပ်လည်းဦးတောင်ကြီးနဲ့အတူကုန်းမော်စုရွာလေးစီထွက်လာခဲ့ကြတယ်။ကျွန်တော်တို့မြင်းလဲဂိတ်ထိလမ်းလျှောက်သွားရတယ်ဗျ။မြင်းလဲဂိတ်ကိုရောက်တော့မြင်းလဲငါပြီးကုန်းမော်စုရွာကိုဆက်သွားလိုက်တယ်။လမ်းမှာဦးတောင်ကြီးကမြင်းလဲသမားကိုမကြမကြမြင်းလဲကိုနှားခိုင်းနေဗျ။ အဲ့လိုနားခိုင်းတာကိုမင်းလက်သမားကသိပြီးမကြေလှဘူးသူ့အတွက်နောက်ထပ်အလုပ်လုပ်ချင်မရှိမှဆိုလို့နေမှာပေါ့လေဆရာကြီးဟာဟိုရောက်ရင်ပြီပြီကျုပ်ကမင်းနဲ့နောက်တစ်ခေါက်ထပ်ဆွေးရအောင်မအဲ့ဒါဆိုမင်းလက်ကောင်နှစ်ဆပြမိမယ်ကွာဦးတောင်ကြီးအဲ့လိုပြောလိုက်တော့မှမင်းလက်သမားလည်းတကြည်ကြည်မလုပ်တော့ဘူးအဲ့လိုနဲ့ကျုပ်တို့မင်းလက်လေးကကုန်းမော်စုရွာကိုစွန့်စားတင်လောက်မှရောက်သွားတယ်ဗျကုန်းမော်စုရွာက တောရွာလို့သာပြောတာထူးထူးခြားခြားမော်တော်ဆိုင်ကယ်တွေပါနေဗျာ ပြီးတော့ခြေကားတွေလည်းရှိတယ်။အဲ့လိုနဲ့ကျုပ်တို့မြင်တဲ့လေရွာလေလမ်းတနေရာကိုရောက်တော့ရက်လိုက်တယ်။ပြီးတော့မြင်တဲ့သမားကိုဥတော်ကြီးကသူပြောတဲ့အတိုင်းမြင်လဲကနှစပေးလိုက်တယ်။ပြန်ပြီးတော့မြင်လဲဆရာကြီးရော့ငွေဆရာကြီးတို့ကိုပြန်လာခေါ်ဖို့လိုသေးလား။ရတယ်။ကျုပ်တို့ကဘယ်နေ့ပြန်မလဲမသိဘူး။နှစမြူပါအောင်ဆရာကြီးရဲ့ပုံမှန်အဖိုးကတိုင်ပဲယူပါမယ်။မြင်းရကြုံမြင်လေအနာပေးရမယ့်တောင်းဝကကြုတ်တောင်းပါ။လောဘစောတက်ပြီးတော့အစင်နာတရားမဲ့သွားပါတယ်။ မြင်လဲဆရာကစေပြောင်းပြီးဦးတောင်ကြီးပြည်ငွေနဲ့စကောမရှုဘူးဗျပုံမှန်အဖိုးကပဲရှုပြီးတော့ကျုပ်တို့ကိုနှုတ်ဆက်ပြီးရနေရွာပြင်ကိုပြန်ထွက်သွားတယ်ထွက်သွားတဲ့မြင်လဲကိုဦးတောင်ကြီးကကြည့်ပြီးတော့ခေါင်းကိုညှိပြီးသဘောတွေကျနေရဲ့ဗျမကြတဲ့အချိန်မှာရွာသားနှစ်ယောက်ကျုပ်တို့နာကိုရောက်လာပြီးမေးရဲ့မြို့ကထလန်းဆရာကြီးဦးတောင်ဆိုတာဟုတ်လားမသိဘူးဗျအေးဟုတ်တယ်မင်းတို့ကကျုပ်တို့ကဆရာကြီးကိုပင်နေသူတွေပါ ဟုတ်ပြီလေကဲသွားကြတာပေါ့ ရွာသားနှစ်ယောက်ကတုတ်တုတ်ကိုရိုးတတိနဲ့လာပင်နေပြကျွန်ုပ်နဲ့ဦးတော်ကြီးလည်းလိုက်သွားကြတယ်ဦးတော်ကြီးကိုလာပင်နဲ့အိမ်ကို ရောက်လာပြီပြို့ရောက်တဲ့ချိန်ကလည်းနေ့လေဆိုတော့ထမင်းရင်တွေ့ရပေါ့ဗျာဆရာကြီးပြီဆိုတော့တည့်ရဲ့အတိုင်းတွေ့တာရင်းမြုပ်ဆုံးလို့ပေါ့ဦးတော်ကြီးကအမေသားစားတယ်အကုန်စားတာဗျာကြောက်ကြဘူးတာတော့အထက်လန်းဆရာတွေကအမေသားမစားကြဘူးသူကတော့လွေးတာပဲထမင်းစားများဗျာကြောက်ထောင်ပို့သေးရဲ့ကြောက်တယ်ထမင်းစားတာတင်း တနိုင်တော့ကြာမလာပဲသမင်းစားပြီးတချို့တဲတဲ့အချိန်မှာအင်ရှင်မြသမီးကြီးကစကားဆပြောလာတယ်ဟောဗျာမြသမီးကြီးပြောတာကိုကျွန်တော်တွေနားမလည်ကြဘူးဗျာကျုံနဲ့ဦးတောက်သေးတယ်ခေါင်းလေးပေတာနှိမ့်ပြနေရတယ်အင်ရှင်မြသမီးကြီးပြောတာတိကိုမသိဘူးတော်ပါသေးရဲ့အင်းဒီချင်းဖြစ်ပုံရရဲ့လူတွေကဝင်ပြောပြီလို့တာပဲဒေါ်ချစ်ကစကားမပြောတတ်ဘူးဗျာသူပြောချင်တာတွေကိုကျုပ်ပြောပြမယ်စိုးစက်မှာဗျာသူပြောတာကသူ့တာကိုမော်တော်ဆိုင်ကယ်ဝယ်ပေးရဲ့ ဟိုတလောကဘုရားပွဲကိုသွားရင်ဆိုင်ကယ်မဝင်ဆုံးသွားတာသူ့သားရဲ့ဆိုင်ကယ်ကိုမရောင်းဘူးအိမ်မှာပဲထားထားတာဆိုင်ကယ်ကညာဘက်တွေဆိုဆက်ထထနိုးနေရဲ့အဲ့ဒါကိုညီပေးဖို့ပင့်တာတဲ့သူ့သားမကျွတ်မလို့ပဲဆွဲနေရနေမှာပေါ့ကျုပ်ကမပင့်ပဲအလူတန်းလှုပ်ပေးရမှာလေဦးတော်ကြီးကအဲ့လိုပြောတော့ဒေါ်ချစ်ဆွေမြို့သမီးကြီးကခေါင်းကိုတတွင်ခါပြီးပြောရှာတယ်။ဘာပြောမှလည်းမသိဘူး။ခြေရလက်ဟန်တွင်နေရောပဲ။အဲ့တော့ထုံးစံတိုင်းဘေးလူတွေကဘာသာပြန်ပေးကြတယ်။ ။သူပြောတာတော့သူသာမဟုတ်ပါဘူးတဲ့။တခြားမကောင်းဆိုးရတဲ့ဝင်ပူးနေရတဲ့ဗျ။မကောင်းဆိုးရကဆိုင်ကယ်မှာအဆရဲကရှိရတဲ့။အဲ့ဒါကြောင့်ပဲသူသားတရားလို့ပြောတယ်။အဲ့ဒါဆိုရင်တော့ကျောက်တော်တွေကြည့်ကြတာပေါ့။ဒီရွာမှာတင်းကျိုင်းစီရရှိလား။ရှိရစရာကြီး။အဲ့ဒါဆိုဒီကမိသားစုဝင်တယောက်နဲ့မော်တော်ဆိုင်ကယ်ကိုအဲ့ဒီမှာပို့ပြီးတော့စီးကြတာပေါ့။ရပါတယ်။ဒေါ်ချစ်ရတူ လိုက်လိုက်မယ်ဆရာကြီး။မကြောက်ပါနော်။ထေကြီးကတက်တီကောင်လေးဆရာကြီး။အဲ့ဒါဆိုလေပြရပဲ ညနေနေဝင်နာနဲ့တွားကြတာပေါ့အဲ့လိုနဲ့သုတ်တို့တွေပိုက်လေးလေးနဲ့ဒေါ်ချေအိမ်မှာတရေတမော အိတ်လိုက်ကြသေးရဲ့ဥတော်ကြီးကအစားပဲကြည့်ရမဟုတ်ဘူးဗျအဲ့အိတ်လေကြီးရဲ့နေလည်နေခင်ကြီးကိုဟောက်တာဟောက်နေတာကြုတ်ပြင်ရှက်လိုက်တာဗျအဲ့လိုနဲ့ညနေရောက်တော့ထိတ်ကြီးဆွေလူရောက်ချလာတယ်ထိတ်ကြီးတို့ဘာကြောင့်ခေါ်လဲဆို သူဆောင်းလာတဲ့ဝဘတ်အုတ်ထုတ်ကိုချက်လိုက်တော့မှပဲသိလိုက်တယ်ထိတ်ကအတော့ကိုပြောင်းလာဗျပြောင်းဆိုတစ်စည်းတုတ်ထားတယ်လို့ကိုပြောင်းလာပြီးတော့ကျုပ်တို့ကိုလာနှုတ်ဆက်တယ် ဆရာကြီးကျောက်ကဒေါ်ချစ်ရဲ့တူမောင်းထိတ်ပါ။အော်အေးအေးမောင်းထိတ်လား။ကျောက်စီရဲ့ကိုမော်တော်ဆိုင်ကယ်စီးသွားလိုက်မယ်။ဆရာကြီးတို့နှစ်ယောက်ထဲကဘယ်သူကျုံတော့လိုက်မလဲ။ "तू ကအဲ့လိုပြောတော့ကျုံနဲ့ဦးတော်ကြီးတရားကိုတရားကြည့်လိုက်ပြီးတော့"သွားနေကွာ။ငါတို့နောက်ကနေလမ်းလျှောက်လာခဲ့မယ်။ကျောက်ကမော်တော်ဆိုင်ကယ်အမောင်းကျွမ်းပါတယ်ဗျ။ရွာထဲကဆိုကျောက်ကိုဆက်ကျွမ်းကြည့်လို့ခေါ်တာ။ကျောက်လည်းဆက်ကျွမ်းဆိုတာဘာပြောမှန်းလဲမသိပါဘူးဗျ။"နောက်တော့ထိတ်ကြီးကမော်တော်ဆိုင်ကယ်ကြီးကိုနင်းပြီးနှိုးတာ။ တက်ချက်တယ်နင်းမရဘူးနင်းလို့တဲ့အတန်ကြီးကနောက်ပြန်ကန်လို့ထေကြီးကခြေထောက်နာသွားပုံပဲဒါပေမဲ့ထေကြီးကဘာမှဖြစ်တယ်လို့နဲ့တိုးတိုးပဲလှည့်လာပြီးတော့မအီမသားနဲ့ပြုံးပြလာတယ်အဲ့လိုနဲ့လေးငါးချက်ဆက်နေနှိုးမှာပဲမော်တော်ဆိုင်ကကနှိုးသွားတယ်ပြီးတော့တတုတ်တော့အတန်နဲ့တူတိုးတိုးကိုနှုတ်ဆက်ပြီးတင်းချိုင်းဘက်ကိုထွက်သွားပါလေရောတိုးတိုးလည်းနောက်ကနေလမ်းလျှောက်ပြီးတော့တွားလိုက်ကြပါဗျာညဘက်ရောက်လာပြီဗျာတိုးတိုးအလုံးမှာဓမီတယောက်တည်းလက်ပါလာတယ် လမ်းမထဲကြီးကသူ့ညီဝမ်းခွဲကြောင့်ပြောပြလာတယ်။တာမိုးဆိုတဲ့ကောင်ကဆိုင်ကအတင်းဝဲခိုင်းတာဗျ။အဲ့ဒီကကျုပ်တောင်သူ့နဲ့မလိုက်ရလို့စိတ်ဆိုးမိတယ်ရဲ့။သူကကျုပ်ကိုအရင်ခုံမဲ့ပြောပြီးနောက်တော့လွင်ဆူးကိုခေါ်သွားတာ။ဆိုင်ကမှောက်ပြီးလူတွေကလွင့်ထွက်သွားတာ။နောက်ကလာတဲ့တေကားကသူ့ရဲ့ကိုဖျက်ကျိပြီးတော့ကြွသွားတာပဲဆရာကြီး။ထေကြီးကသူ့ညီဝမ်းခွဲဆုံးရတဲ့အကြောင်းကိုပြောပြနေရဲ့ဗျ။အဲ့လိုနဲ့အချင်းလေးနဲ့အတူစကားတွေပြောနေကြတယ် ငါတကောင်လောက်ရောက်တော့ဦးတောင်ကြီးကလုပ်ငန်းစားရမယ့်အကြောင်းပြောလာတယ်။ကဲမောင်မောင်ထိတ်နေစနေမင်းတို့တွေမကြောက်ဘူးတော့လူရယ်နော်။ဘာတွေ့တွေ့ငါရှိရယ်။မောင်မောင်ထိတ်ဆွဲကျုပ်ကတော့ပြောစရာကိုမလိုတာဆရာကြီးရဲ့ဒီလောက်ကတော့ပေါမှာပဲ။မောင်မောင်ထိတ်ကလေကြီးမိုးကြီးနဲ့ပြောတယ်ဗျ။ကျုပ်ကတော့ဟုတ်ကဲ့ပဲလိုက်ရတာပေါ့။နောက်တော့ဦးတောင်ကြီးကဇီရရှိကလမ်းမှာရက်ထားတဲ့မော်တော်ဆိုင်ကယ်နားကိုသွားတယ်။မန္တန်တပုတ်ကိုရွတ်လိုက်ပြီးတော့မတိုးမကျဲလေးတန်းနဲ့ပြောတယ်ဗျ။ ဒီမော်တော်ဆိုင်ကယ်မှာစွန့်နေရကငါရှိကိုထင်ပြစင်ဥတော်ကြီးစကားဆိုတာနဲ့ဆိုင်ကယ်မင်းနေလာတယ်ပြီးတော့ဆက်ကလည်းသူ့လိုလိုနှိုးလာတယ်ကျုပ်ပြန်အံ့ဩလိုက်တာဗျမကြောက်တတ်တဲ့ထေကြီးကသူ့လက်ထဲကဆိုင်ကယ်တော့ကြီးကိုကြည့်ပြီးကျုပ်အနာကိုကတ်လာပဲပြီးတော့အသက်တူတူနဲ့ပြောတယ်ငါညီဆိုင်ကယ်တော့ကဒီမှာလေတော့မပါပဲနဲ့မြာဘယ်လိုလုပ်ပြီးတော့ဆိုင်ကယ်နှိုးလာတာလဲဘယ်တိမလဲဗျဆိုင်ကယ်တော့ပို့ရှိလို့နေမှာပေါ့ မင်းရလေပောက်ကြရတယ်ကွာငါကြောက်လာပြီကျုပ်တို့စကားပြောနေရောဆန်ကယ်မီးရောင်ရှိကိုလူနည်းရောက်အမောင်တဲကနေတဖြည်းဖြည်းတိုးဝင်လာတယ်သူတို့မျက်နာတွေကိုတော့မမြင်ရဘူးပေါ့ဗျာဝေထားတဲ့အဝတ်စားတွေကိုကြည့်ပြီးတော့ကိုထိတ်ကြီးကကျုပ်လက်မောင်းကိုဖက်ပြီးအဲ့အဲ့ဒါတာမိုးတယ်လွင့်ဆိုကွာဆန်ကယ်ရှိမီးရောင်ဝင်လာတဲ့ပရာလောကသားနှစ်ယောက်ကိုကြည့်ပြီးတော့ကိုထိတ်ကြီးကပြောလာတယ်နောက်တော့အဲ့ဒီပရာလောကသားနှစ်ကောင်ကကိုထိတ်ကြီးကိုအတန်အဲ့ကွက်ကွဲနဲ့စကားပြောလာရောပြော ကိုထိတ်ကြီးသူတို့နဲ့လိုက်မလားမလိုက်ပါဘူးကဲပေါင်းစရာကြီးကိုထိတ်ကြီးကတော့အဲ့ဒီစကားကြားတာနဲ့ကျွန်ုပ်ကိုမိလျက်သားကြီးတတိလစ်သွားတယ်ဗျာတတိကဲကိုထိတ်ကြီးကိုကျွန်ုပ်ကရင်အတင်းလှုံလို့နေရတယ်ပဲဦးတောင်ကြီးနဲ့ပရာလောကသားနှစ်ယောက်ဘယ်လိုပဲပုံဖြစ်သွားမယ်မသိလိုက်ဘူးကိုထိတ်ကြီးလည်းအသက်များထွက်သွားတာလားမသိဘူးမော်တော်ဆိုင်ကယ်ဆက်တန်လဲရက်မော်တော်ဆိုင်ကယ်မီလည်းညှိသွားမှဦးတောင်ကြီးကကျွန်ုပ်ပြုစုနေတဲ့ကိုထိတ်ကြီးကိုဓမင်းနဲ့ထိုးကြင်ကပြောတယ်ဗျစနေရီ ဒီကောင်အကြောက်လွန်ပြီးတတိလေသွားတာအေးအမြင်ပြမဖြစ်မယ်ဟိုလိုနှစ်ယောက်ရောသူတို့ကိုဒီဆိုင်ကယ်ကနေနှင်းမထုတ်ဖို့တောင်းပန်တယ်ကွာသူ့အမိနားမှာနေကျင်လို့တဲ့အဲ့ဒါဆိုဆိုင်ကယ်မှာကတ်နေရဒေါ်ချစ်ရဲ့သားနဲ့သူ့တငယ်ချင်းပေါ့အေးဟုတ်တယ်အဲ့ဒါကသူ့ကိစ္စဖြစ်သွားပြီမင်းဒီကောင်ကိုဂုံးဖို့တဲ့ကဲငါမတော်ဆိုင်ကယ်တွန့်ခဲ့မယ်တော့ပါတယ်ဆရာကြီးစီးခဲ့ပါလားလက်ခွန့်ငါမစီးတက်ဘူးကွာမင်းရောစီးတက်လားကျိုးလည်းမစီးတက်ပါဘူးဗျာအဲ့ဒါဆိုလေငါပြောသလိုသာလုပ် ခွေးထဲမှာပဲမော်တော်ဆိုင်ကလေးကလေးကလေးနဲ့တွန်းရအောင်ပဲအဲ့ဒါဆိုဆရာကြီးဒီလူကိုတဲ့မလားတော်ဆက်မှာကွာထိတ်ကအမွေးပြောင်နေရလောက်နဲ့ဒီကောင်ဝက်ကပော့မသွားဘူးအဲ့လိုနဲ့ကျုပ်ကကိုထိတ်ကြီးကိုဂုံပိုးတဲ့ဦးတောင်ကြီးကဆိုင်ကလေးကိုတရင်ကျန်နေတွန်းပြီးရွာထဲကိုပြန်ဝင်လာတော့တယ်ရွာထဲရောက်တော့အချိန်လေးနေပြီးသူ့တို့လည်းမတက်တာလို့တော်ချစ်ကိုနှိုးသူ့ရဲ့ဆွေမျိုးတွေကိုပါခေါ်ခိုင်းပြီးညာရင်းချင်းကျင်းတဲ့ကျမကြီးဆရာမကိုခေါ်ကိုထိတ်ကြီးကိုကူပေးလိုက်ရတယ်ပြော နောက်တော့ဦးတော်ကြီးကဒေါ်ချစ်ကိုဆိုင်ကယ်မှာကတ်နေရသူ့သားနဲ့တငယ်ချင်းလို့ပြောတာကိုဒေါ်ချစ်အနေနဲ့လုံဝလက်မခံနိုင်တာမလို့ဦးတော်ကြီးကစိတ်ဆိုပြီးညာတွင်ခြင်းပဲသူတို့တွေလမ်းလျှောက်ပြီးဂုံးမော်ဆိုရွာကနေပြန်လာခဲ့ကြပေါ့ဗျာလမ်းလျှောက်နေဦးတော်ကြီးလည်းတောက်တစ်ခေါက်ခေါက်နေဗျအဲ့လိုတောက်ခေါက်တော့မှနာမည်နဲ့လူနဲ့အတော်လိုက်သွားတယ်ပြောနောက်တစ်ခါငှလာပင်းကြီးခွေးရောင်မလိုက်ဘူးဆိုပြီးတောက်တဲ့ပြောဆိုနေရသူကတော့သူ့နောက်ကနေဘာစကားမှမပြောဘဲလမ်းလျှောက်နေရပေါ့ဗျာ ကျုပ်စီတဲ့တွေ့မိရဲ့။တာအိုချက်တဲ့တော်ချက်လဲမမားတယ်လို့ MN တရားပြောတာကိုလက်မခံလို့စိတ်တူတဲ့ဦးတော်စီလည်းမမားဘူးလို့ပေါ့ရှင်။ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တယ်။မောင်စနေနဲ့ဦးတော်စီဆိုတဲ့ဇလန်လေးကိုတော့ပြောင်းနေတာအဆုံးသတ်လိုက်ရပါတယ်။မကြမီမောင်စနေနဲ့မော်တော်ဆိုင်ကယ်တရဲအမိရတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် Channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။